မင်္ဂလာပါခင်ဗျကျွန်တော်လင်္ကာ support channel နဲ့ជួបပါတယ်ဟုတ်ကဲ့ပါဗျကလကပါလာပြန်ပွဲစီတွေကလာမဲ့ရကြမှာရှိမဲ့ကစားကြမှာဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့ဘောနော်ဒါနိုင်ငံပွဲစဉ်တွေဆက်လက်ရွေးချယ်ပေးတော့မှာလည်းဖြစ်ပါတယ်ဒီနိုင်ငံပွဲစဉ်ကတော့မိုးလင်းပိုင်းမှာဆောကြမှာဘောနော်ဒါ6နိုင်နဲ့7နိုင်ဘောမှာကစားကြမှာဘောနော်ဒါ Kong Cup Cup Gold Cup ဘလာဘောနော်နိုင်ငံပွဲစဉ်တွေရွေးချယ်ပေးတော့မှာလည်းဖြစ်တယ်ဗျဆိုတော့ကျွန်တော်ဒီနှစ်ပွဲသလုံးကိုဒါကျွန်တော်ရဲ့စိတ်ကြိုက်ကိုခံမရတဲ့ပေါ်လူရွေးချယ်ပေးတော့မှာဖြစ်ပြီးတော့ညီကတို့အကြိုက်ချင်းတူမှာဆိုရင်တော့ live ဆောကစားကြပါ ဝင်လိုက်ပထမညကိုလေပေါ်တော့ဒါအရှင်းမြတ်ပဲကျွန်တော်လိုက်ပြီးတော့စော်စားကြပါကျွန်တော်ရွေးချယ်ပေးတဲ့ပွဲလေးတွေကိုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ပေါ်တော့ဒါ USA နဲ့ကွတ်ဒီမာလာအသင်းကိုရွေးချယ်ပေးမှလည်းဖြစ်တယ်ဗျဆိုတော့ USA ရဲ့ body လေးကပထမဦးဆုံး body လေးမှာဆိုရင်နှလုံးသွင်းဒါပြဆုံးသားပေးထားတယ်။ဘူပေါင်းသေးကတော့ဒါသုံးလုံးသွင်းသွားရင်ဒါပြဆုံးသားပေးထားတယ်ဗျ။ဒါပေမဲ့အခုချိန်မှာတော့ပြောင်းလဲသွားပြီး body လေးကတလုံးချုံပေးထားပြီးဘူပေါင်းသေးကသုံးလုံးသွင်းရင်ဒါပြဆုံးသားလေးဆက်ပေးထားတာကိုတွေ့ရတယ်ဗျ။ ဆိုတဲ့အင်းတော်ထိတိုက်တွေ့ဆုံနိုင်မှာဆို USA ကအသာတရရှိထားခဲ့တဲ့ဆိုပေမဲ့ဗတိမာလာအင်းကိုတော့ဒါအထင်သေးတော့မရဘူး USA နိုင်ငံအင်းကတော့ဒါပေမဲ့ဒီနေ့ body ဈေးပြောင်းနေသွားပြီးခိုးပေါင်းကြီးကမကြောင်လဲဆိုတော့ကျွန်တော်ရခုခံမှန်းရလကော USA တပြက်နိုင်သွားရင်တော့1ဈေးမို့ရင်တော့2ဈေးလောက်နဲ့တော့ပြီးဆုံးသွားလိမ့်မယ်လို့ထင်မြင်မိတယ်ဗျဘာလို့လဲဆိုရင်ဂွာဒီမာလာအင်းကနောက်တန်းလဲကောင်းလို့တိုက်စစ်ကလေဒါအတန်းနဲ့နိုင်စစ်ရှိတယ် USA ကတတင်းလုံးကောင်းတယ်ဗျဒါပေမဲ့တော့ကျွန်တော်ကတော့ဒီနေ့ခိုးခံမှန်းရလက1ဈေးမို့2ဈေးလောက်နဲ့ပေါ့နော်ကျွန်တော် ပြီးဆုံးသွားလိမ့်မယ်လို့တွေးမြင်မိတယ် စက်ကြောက်ကိုရွှေ့ရှယ်ပေးရမယ်ဆိုရင်တော့ USC နဲ့ပေါ့နော်ဒါကွာလီမာလာလို့အသိမှဆိုရင်ကျွန်တော်ကတော့ပေါ့နော်ဒါကိုပေါင်းအောက်ကိုပဲရွှေ့ရှယ်ပေးချင်ပါတယ် online ပတ်တယ်မှာဆုံးမညီကိုတည်းကိုပေါင်းအောက်ကိုကိုယ့်ဘက်ကရမယ်စီပေါ့နော်တုံးလုံးသေးသေးလည်းရှိပါတယ်ဒီသေးလေးရင်လည်းလိုက်ပြီးတော့စော်ကစားသိချင်ပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့မက္ကဆီကိုနဲ့ဟွန်ဒူလက်ပွဲစဉ်ကိုသွားမယ်မက္ကဆီကိုနိုင်ငံအသင်းကဒီနေ့ဟွန်ဒူလက်တင်းနဲ့ရှင်မြန်ကစားပါဗျာဒါမနဲ့ရှင်းနိုင်မှာဆိုတော့ body ဈေးကပြောင်းလဲသွားပြီဗျာသူလည်းပေါ့နော်ဒါအခုလက်ရှိမှာသူတလုံးချုံသေးသေးပြထားရယ် body ဈေးပြောင်း ဲသွားပြီးတော့ဂူပေါင်းသေးကနှလုံးချုံသေးတိဖောက်ပေးတာရဲထိုက်တိုက်တွေ့ဆုံတိုင်းမှာဆိုမက်ဆီကအသာသေးရထားတယ်ဗျ။ဒါမှဟွန်တူလက်ကိုပေါ်တော့ဒါရှော့တက်လို့မရအောင်ဆိုမဲ့နောက်ဆုံးပွဲစဉ်မှာအကောင်းဆုံးပုံစံနဲ့ဖျက်ကျော်လာဖြစ်ပြီးတော့မက်ဆီကိုအနေနဲ့အနိုင်ရရှိသွားခဲ့မယ်ဆိုရင်လည်းဒါအနိုင်ရရှိမှုကလည်းချင်းမြောင်းနဲ့ရလက်နဲ့တော့ဖြစ်သွားလိမ့်မယ်ဗျ။ဒီနေ့ပွဲစဉ်မှာဆိုရင်တလုံးချုံသေးပေးထားရင်မက်ဆီကိုအနေနဲ့ပေါ့နော်ဒါအနိုင်ရရှိမယ်ဆိုရင်နှစ်တက်လောက်ဖြစ်သွားပြီးတော့ဒါဝန်စီလည်းဖြစ်သွားနိုင်တယ်ဗျ။ ကျွန်တော်စိတ်ကြိုက်ကတော့ဒါမက္ဆီကိုဘော်ဒီနဲ့ကိုပေါင်းအောက်ကိုပဲလိုက်ပြီးတွဲဆော်စေချင်တယ်ဒါနှစ်ချောင်းပေးထားတာလည်းဖြစ်ပါတယ်ဆိုတော့မက္ဆီကိုဘော်ဒီဆော့ကျွန်တော်ညီကိုတွေကပေါ့နော်ဒါ online ပတ်တယ်မှာဈေးမှာဆိုရင်ပေါ့နော်တလုံးသွင်းရင်ဒါပြဆုံရှုံးသေးလေးရှိရဒီဈေးနဲ့ဆော့လို့ရသလိုကိုပေါင်းဈေးဆော့ကျင်တဲ့ညီကိုတွေကတော့တလုံးသွင်းမှာပြဆုံစားသေးပေါ့နော်ဒီဈေးနဲ့ကိုပေါင်းအောက်ကိုကျွန်တော်လိုက်ပြီးဆော့ကစားသေးချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့မနေ့ဖြတ်မနေ့ပေါ့နော်ဒါအစောပိုင်းမှာကစားကြမယ်ပေါ့နော်ဒါ USA နဲ့ပေါ့နော်ဂွာဒီမာလာအသင်းတို့ ရှင်မြန်ကစားကြမဲ့ပွဲမှာဆိုရင်ကျွန်တော်ကတော့ကိုပေါင်းအိုရွေးရှယ်ပေးထားပြီးတော့မက်ဆီကိုနဲ့ဟွန်ဒူရက်လိုပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့မက်ဆီကိုဘော်ဒီနဲ့ဒါကိုအောက်ကိုပြပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တစ်ပွဲတစ်လုံးတော့မောင်းဘော်ဒီညို့တော့အချင်းတူလိုက်ဆော့စားကြပါခင်ဗျာနော်ဟုတ်ကဲ့ပါအားလုံးပဲအထူးပဲကျေးဇူးတင်ပါခင်ဗျာအကန်ကောင်းကြပါစေ